အားလုံးပဲမင်္ဂလာပါမင်းညာကတော့ Premier League ပွဲစဉ်၈ရက်ဒါကျွန်တော်တို့ပေါ့လေ Special Bimap ပွဲစဉ်တစ်ပွဲအဖြစ် Liverpool တင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Manchester United အသင်းက Liverpool အင်ကွေ Anfield မှာအသင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ Harry Maguire ရဲ့နောက်ကျပေါ့လေဒါကျွန်တော်တို့ Twin Goal နဲ့အာဒီပေါ့လေထူးခွန်းရလတ်နဲ့ Liverpool အင်ကွေမှာရမပြည့်ယူနိုင်ခဲ့တယ်ဆိုတော့အော်ဘယ်မှာလဲပြောရင်တော့ overall performance ရကြည့်မယ်ဆိုရင် Liverpool က United ကို possession အရရော အဲ့ဒီဂိမ်းကလန်အချက်လက်ရကျွန်တော်တို့စီးပြီးတော့ကစားနိုင်ခဲ့တာတွေ့ရတယ်ဒါပေမဲ့လို့ကန်ဆိုးသွားတာကအပွဲအစ2မိနစ်မပြည့်ခင်တမိနစ်နဲ့20စက္ကန့်မှာပဲဒီပေါ်လေကျွန်တော်တို့ United အသင်းရဲ့တောင်မှကစားသမားဖြစ်တဲ့အာမတ်ဒီယာလိုရဲ့ funny ပိတ်ပုံမှုကိုဘူမိုကကျွန်တော်တို့လေဘဘူးကစားသမားတွေပေါ့လေခန်းစစ်ကစားသမား၃လောက်ကြားတဲ့ကနေဒါကျွန်တော်အပိုင်အဆုံးတက်ခဲလို့အစောပိုင်းတွေကဒီပေါ့လေ သွေးကိုခွင့်ပြုလိုက်ရတဲ့အနေအထားဟာလည်းဘဘူးအသင်းအတွက်တော့ fresh ပုံများခဲ့တာဆိုတော့ဒီပွဲမတိုင်ခင်ကျွန်တော်တို့ရှေးပွဲသုံးပွဲဆက်အာကျွန်တော်တို့အရင်နေထားတယ်ကစားသမားတွေရောနေပြမှာပါဖီအားရှိနေတဲ့အနေအထားမှာအစောပိုင်းတွေက သွင်းကိုခွင့်ပြုလိုက်ရတဲ့အတွက်ကလပ်သင်းကစားသမားတွေမှာဒါပေါ့လေတော်တော်လေး struggle ဖြစ်သွားရနေတာဖြစ်တယ်ဒီနောက်ဘက်မှာတော့ Liverpool ကကျွန်တော်တို့အပိုင်အခွင့်အရေးတွေရတယ်အထူးသဖြင့်တော့ဒါပေါ့လေ Liverpool သင်းရဲ့ဒီတိုက်စစ်ကစားသမားဖြစ်တဲ့အာကျွန်တော်တို့ Gabbo ကတပွဲလုံးအတိုင်းအတာရ900နိုင်ချီရှိတဲ့အခြေအနေအပိုင်အခွင့်အရေး၄ချိန်လောက်ထိရတယ်တဲ့ဂျိန်းသာသူအတုံးချနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့လီဗာပူးကနင့်နာခဲ့ရတဲ့အနေအထားဖြစ်တယ်။ဒါပြင်ကျွန်တော်မိုဆာလက်စ်ကလည်းပေါ့လေဒီအပိုင်အခွင့်အရေးရတယ် ကျွန်တော်တို့ကယူနိုက်တက်အသင်းရဲ့ကိုသမားနဲ့1 by 1တွေ့တယ်ချော့ကန်နဲ့အနေထားကြောင်းမို့လို့လေဘူးကရမ်းမဆုံးရှုံးရတဲ့နေသားဖြစ်တယ်ဒါပြင်ကျွန်တော်တို့ဒီပေါ်လေအသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ e-set လေအာကျွန်တော်တို့အပိုင်အခွင့်ရေးရတယ်ဒါဒီအဆုံးသက်ပိုင်းအားနိုင်ခဲ့တဲ့အတော့အာကျွန်တော်တို့အိမ်ခွဲမှာရမ်းမဆုံးရှုံးခဲ့ရတယ်လို့ပြောရမယ်အနေထားဖြစ်တယ်ဒါပြင်ကျွန်တော်တို့နောက်တစ်ချက်မေကွန်ထုတ်เสียရှိတာကနီးပြပေါ်လေ anis law အနေနဲ့ ။ဒါကြောင့်ကျွန်တော်တို့ strike ဖြစ်နေတဲ့ Mosalas ကို minute 80ကျော်မှာ front bomb နဲ့လဲခဲ့ရတာလေ။ဆိုတော့ဒီခါလေးကြတော့ဗျာနီးပြားတွေကဒီခေါင်းရမ်းမာတာပေါ့လေ။ဟိုသူတို့ဝေးသွားတဲ့ technique အတိုင်းဖြစ်ရမယ်ဓမျိုးပုံစံနဲ့လာရမယ်ဆိုတာမျိုးမဟုတ်ပဲねတကယ်ဆိုရင်ဖြစ်တင်ဖြစ်တိုက်တဲ့အခြေအနေမှာဒါကျွန်တော်တို့ဒီကစားသမားလဲလဲမှုကအသိရဲ့အနာရလက်အပေါ်မှာအများကြီးအကျိုးသက်ရောက်စေနိုင်တယ်လို့ကျွန်တော်ယူဆတယ်။ဘာကြောင့်လဲဆိုတော့ ကိုကိုတိုင်းကဒီတပွဲလုံးကိုစီးပြီးတော့မှကစားထားနိုင်တဲ့အခွင့်အရေးရှိပါလေနဲ့ကျွန်တော် friend pound လို့ကစားသမားတွေအာဒါပြန် EKT ခီလိုကစားသမားတွေဆိုတော့ဟိုချီရဲစားလို့ကစားသမားတွေပြောင်းတင်ပြောင်းထိုက်တဲ့ကစားသမားတွေကိုဆော့ဆော့စီစီသူလဲနိုင်ခဲ့ရင် result ကပြောင်းသွားမယ့်အနေအထားမှာကျွန်တော်လူစားလဲမှုနောက်ကျခဲ့တယ်လို့တော့ပြောရတယ်။ဘာကြောင့်လဲဆိုတော့ friend pound ဝင်လာတဲ့အချိန်မှာဒါကျွန်တော်တို့ Liverpool team ရဲ့ဒီပေါ်လေ right position အဲဝင်းပိုဇီရှင်ကတော့တော်တော်လေးအလုံးဖြစ်ခဲ့တယ်ဆိုတော့တစ်ဖက်က United ကအဲကျွန်တော်တို့ဒီ အသိချင်းတဲ့အတွေ့အတိုင်းသူကပုံစံကောင်းရတဲ့အနေထားကတော့သူတို့ဟိုအကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့တဲ့အထူးသဖြင့်တော့ဒါကလပ် basic club လေးတင်းပေါ့လေအထူးသဖြင့်ကျွန်တော်တို့ Manchester City ဖက်ကကျွန်တော်တို့ Chelsea Arsenal နဲ့ဒါလက်ရှိ Liverpool အသင်းတို့ရဲ့ပွဲစဉ်တွေမှာ မှာပေါ့လေဒါကျွန်တော်တို့အာဆင်နယ်အသင်းကလည်းနဲ့ပွဲမှာလည်းဒီမန်ချက်စတာယူနိုက်တက်အသင်းကဖောင်ကောင်းခဲ့တယ်ဒါကျွန်တော်တို့ဒီပေါ့လေဝမ်စီရလည်းနဲ့အရင်နေသွားလို့ဒါတော့ချယ်ဆီနဲ့ပွဲမှာအနိုင်ရတဲ့လက်ရှိလီဗာပူးအသင်းနဲ့ပွဲမှာလည်းသူတို့အနိုင်ယူနိုက်ခဲ့တယ်ဒါကြောင့်အာလက်ရှိပေါ့လေဒါကျွန်တော်တို့ယူနိုက်တက်အသင်းရဲ့နီးပြားအာကျွန်တော်တို့အမိုရီအနေနဲ့ ကျွန်တော်အသင်းကြီးတွေနဲ့တူတိုင်းရလက်ကောင်းရအောင်ဆွမ်းဆောင်ထားနိုင်တဲ့အခြေအနေဖြစ်တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့ဒီ Harry Maguire တော်တော်လေးကောင်းခဲ့တယ်ဒါသူ့ရဲ့ခေါင်းတိုက်ဘောကဒီ Bruno Fernandes နဲ့ Mbappe ကောင်းခဲ့တာပေါ့လေပထမသူတို့ကောင်းတိုက်ရိုက်တယ်ပြန်ထွက်လာတယ် Bruno Fernandes ဒါ area နဲ့ပြန်ထည့်ပေးတယ်အဲဆိုတော့ဒီပေါ့လေအာကျွန်တော် Manchester United အတင်း၃ယောက်ကစားသမား၃ယောက်တောင်ရှိတယ်ပေါ့လေဒီကြားထဲမှာမှ Harry Maguire ခေါင်းတိုက်အဆုံးသတ်တယ်သူတို့အနိုင်ရသွားတယ်ဆိုတော့ United အတင်းကတကယ်တမ်းပြောရရင်ကျွန်တော်တို့ဒါဒီ fee အရှိတယ်ဆိုပေမဲ့လို့ အဲကျွန်တော်တို့ဒါနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာဒါမနေ့ကပွဲအပါဝင်၃ပွဲထိနိုင်ပွဲရှာနိုင်ခဲ့တယ်တစ်ဖက်ကလီဗာပူးအသင်းကတော့ကျွန်တော်တို့ဒါနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲထိအရင်နိုင်ထားတဲ့အခြေအနေဆိုးကိုပိုင်ဆိုင်သွားတဲ့အနေထားဖြစ်တယ်ဒါကြောင့်မလို့အဲလီဗာပူးအသင်းတွေရဲ့နီးပြပေါ့လေအန်နစ်လော့အနေနဲ့ပြောင်းလဲတဲ့တဲ့ကစားသမားတွေကိုအချိန်မီမပြောင်းလဲနိုင်တာဟာကလပ်အသင်းရဲ့ရလက်ပေါ်မှာအများကြီးကျွန်တော်တို့ပြောင်းလဲမှုတွေရှိသွားတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဆိုတော့ လီဗာပူးကတော့ဒါအင်ကွင်းမှာအာကျွန်တော်တို့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်အသင်းကိုအရင်နိုင်ပြီးတော့မှလက်ရှိပေါ့လေဒါပရီးမီးယားလိဒေးဗစ်ဆရာရဲ့ထိတ်ကအာဆင်နယ်အသင်းနဲ့လေးမှတ်ထိကွာဟသွားပြီဖြစ်တယ်လို့ဒါကျွန်တော်တို့ပေါ့လေဒီအသင်းမှာဈေးကြီးပေးဝယ်ထားတဲ့ကစားသမားဖြစ်တဲ့ကျွန်တော်တို့ Florian Wat အပါဝင် Isat တို့အတွက်လည်းအာကျွန်တော်တို့ဒီပေါ်လေဖီအားတွေပို့ပြီးတော့တက်ရောက်သွားတဲ့အနေထားဖြစ်တယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ ālāṅgō chēsū